ာကလေးတို့ရေဒီချဲကတော့သိပ်ပန်းဒီချဲဒီချဲချမ်းပဲဖြစ်ပါတယ် grade 4သိပ်ပန်းရဲ့အခန်းကိုရေးတန်းတရားလေ့ကျင်းမှာအပိုင်း၁ကဘာပေါ်ရှိရေရဲ့အခြေအနေပြောင်းလဲပုံအမျိုးမျိုးကိုဒီချဲတို့လေ့လာကြမယ်ကဘာပေါ်ကရေအခြေအနေကဘလို့ပြောင်းလဲပါသလဲရေဟာမြစ်တွေချောင်းတွေ အင်းနေအိုင်နေရေရင်းရေကန်မူးရေအဲ့လိုကနေပြီးတော့ရေအမင်းမြင့်အမျိုးမျိုးနဲ့တွေ့နိုင်တယ်ရေဟာမြင့်ရာနဲ့နေရာကိုစီးစင်းတယ်ရေနှွေးငွေ့လေထဲမှာရှိတဲ့ရေငုံးရေငွေ့တွေကအေးလို့ရှိရင်ရေပြန်ဖြစ်ပါတယ်နေမအပူရလို့ရှိရင်လည်းရေဟာရေကိုရေငွေ့အဖြစ်နဲ့လေထဲကိုရောက်သွားပြီးတော့မှတချို့တော့ဘာဖြစ်လဲရေအဖြစ်ပြန်ရတယ်ဒါပေမဲ့သူ့ကိုမမြင်နိုင်ပါဘူး အခန်းကိုရေးတန်းတရားလေးချင်းအပိုင်း၁ကဘာပေါ်ရှိရေးဤအခြေအနေပြောင်းလဲပုံအမျိုးမျိုးမှာလုပ်ငန်းများကိုတစ်ချက်နဲ့တူတူစူးစမ်းပြီးရှာဖွေကြရအောင်။ကဲဒီချက်ကိုပုံလေးကိုကြည့်ပေးပါ။လုပ်ငန်း၁ရေခဲတုံးကရေအဖြစ်သို့အဘဲကြောင့်ပြောင်းလဲသွားတာပါလေ။ ခန်းအပူချိန်မှာဆိုလို့ရှိရင်ရေခဲတုံးတုံးကို ပကံပြားတစ်ခုတည်းကိုထည့်မယ်။ရေခဲတုံးရဲ့အခြေအနေကို5မိနစ်ချာ၃ချိန်ကြည့်ရှုလေ့လာပါမယ်။ကဲဒီချေတို့ကတွေ့ရှိချက်ကလေးတွေကိုအခြေခံပြီးတော့အောက်ပါမိန်းကုံးလေးတွေကိုဖြည့်ဆို့ကြရအောင်။ကာကြီးရေခဲတုံးရဲ့အခြေအနေကလေးကိုဒီချေကိုဖော်ပြပေးပါ။ဟုတ်ပြီ။အဲ့တော့ရေခဲတုံးရဲ့အခြေအနေလေးကဘယ်လိုဖြစ်မလဲ။ရေခဲတုံးလေးကရေဤအခဲအခြေအနေဖြစ်ပါတယ်။ခါခွေ့ 15မိနစ်ကြာပြီးတဲ့နောက်မှာရေခဲတုံးရဲ့အခြေအနေကလေးကိုဖော်ပြပေးပါဟုတ်ပြီ15မိနစ်ကြာပြီးတဲ့အချိန်မှာတချို့တို့ကြည့်လိုက်တော့ဗာပြက်လေရေခဲလေးအရင်ပြောသွားပါတယ်။ခါငယ်ဘာကြောင့်ရေခဲတုံးလေးပြောင်းလဲသွားတယ်လို့ထင်ပါသလဲ။အနော်အပူချိန်တဲ့တစ်ချက်ကိုဆက်ဆက်ပြီးတော့ရှင်းပြပေးပါနော်။ကဲဟုတ်ပြီ အခန်းအတွင်းမှာရှိတဲ့အပူချိန်ဟာတဲ့ရေခဲစေတဲ့အပူချိန်ထက်မြင့်တဲ့အတွက်ကြောင့်ရေခဲဟာအခဲအခြေအနေရနေပြီးတော့မှအရင်အခြေအနေကို ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။အဲတော့ဒီရှင်နဲ့တူတူဒီသင်္ကန်းစာလေးကိုအတူတူစူးစမ်းပြီးတော့ရှောက်ဖွေထားပြီးပြီဆိုတော့ဒီသင်္ကန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာဒီရှင်နဲ့တူတူပြန်တွေ့ကြမယ်နော်။ ဲ့တကယ်တော့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့လေးလာမယ်။အပူချိန်ကိုလိုက်ပြီးတော့မှရေရဲ့အခြေအနေကဘလို့ပြောင်းလဲသွားပါသလဲ။ကဲပုံလေးကိုကြည်ပေးပါဟုတ်နော်ရေနီယိုထဲမှာရှိတဲ့ရေကိုတချေတူကစူပွက်တဲ့အထိအပူပေးမယ် ရွေနေဦးရဲ့နှုတ်သီးဝါကိုတချဲတို့အနီးနားကိုပေါ့နော်သေချာကြည့်ရှုမယ်ပြီးတဲ့အနောက်မှာတော့စတီးစုံအရှိတချောင်းကို ရွေနေဦးရဲ့နှုတ်သီးအဝအနားမှာတချဲတို့အနီးနားပေါ့နော်အဲ့ဒီမှာအချိန်အနည်းငယ်ကပ်ပြီးတော့မှ ထားပါမယ်ပြီးရင်တော့ဇွန်းကိုအေးအေးခံပြီးတော့မှဇွန်းရဲ့မျက်နှာပြင်ကိုတချဲတို့ကြည့်ရှုလေ့လာမယ် အဲ့လိုပြီးသွားပြီဆိုရင်တော့တချေတို့ကတွေ့ရှိချက်လေးတွေကိုအခြေခံပြီးတော့အောက်ပါမေးခွန်းလေးတွေဖြေဆိုမယ်။တငယ်ချင်းနဲ့အတူတူလဲထင်ထင်ချက်ကလေးတွေကိုဝင်းမြဆွေးနွေးလို့ရပါတယ်။ကာကြီးယေစုပွက်လာတဲ့အခါမှာရွေနွေးအိုးရဲ့နှုတ်သီးဝအနီးဟုတ်ပြီနော်တချေတို့ပုံလေးမှာမြားပြထားတဲ့နေရာလေးပေါ့။အဲ့ဒီနေရာမှာတဲ့ဘာကိုတွေ့ရမလဲ။အဲ့ဒီအခြေအနေလေးကိုတချေကိုဖော်ပြပေးပါ။ဟုတ်ပြီအဖြေလေးပြောပြပေးမယ်နော်။ ရွေစုပွားလာတဲ့အခါမှာတော့ရွေနှင်းအိုးရဲ့နှုတ်သီးဝအနီးတကယ်လို့မြားပြထားတဲ့နေရာလေးမှာတော့ရေနှင်းငွေလေးရှိနေပါတယ်။သူကတော့ရေရဲ့အငွေ့အခြေအနေလေးပဲဖြစ်ပါတယ်။ခါခွေပုံမှားတဲ့မြားအနီပြထားတဲ့နေရာမှာဆိုရင်တဲ့ဘာကိုတွေ့ရပါသလဲသူ့ရဲ့အခြေအနေလေးကိုဖော်ပြပေးပါအဲ့တော့မြားနီပြထားတဲ့နေရာမှာတော့သင်းငယ်တဲ့ရေမုံကလေးတွေစုနေတဲ့အစုအဝေးပေါ့နော်အဖြူရောင်အငွေ့လေးတွေကိုတွေ့ရပါမယ် ခါငယ်ဇွန်းကိုအေးအေးခံပြီးရတဲ့နောက်မှာတော့ဇွန်းရဲ့မျက်နှာပြင်မှာမြည်သည်ကိုတွေ့ရှိရမလဲတဲ့အဲ့တော့ဇွန်းကိုအေးအေးခံပြီးရတဲ့နောက်မှာတော့တချို့လူဇွန်းရဲ့မျက်နှာပြင်မှာရေစက်ကလေးတွေကိုတွေ့ရပါမယ်ခါကြီးရေကြီးအခြေအနေဘလို့ပြောင်းလဲသွားပါသလဲဘာကြောင့်လဲတဲ့ကဲအဖြေလေးကတော့ရေကို အပူပေးလို့ရှင်เนาะရေရဲ့အခြေအနေဟာအရေအခြေအနေမှအငွေ့အခြေအနေကို ပြောင်းလဲပြီးတော့မှ သူ့ရဲ့ရေငွေ့ကို တဖန်အေးခံလိုက်ပါကအငွေ့အခြေအနေမှာအရေးအခြေအနေတို့ပြောင်းလဲသွားပါတယ်။ရေဟာအပူချိန်ကိုလိုက်ပြီးတော့မှ အခြေအနေအမျိုးမျိုးပြောင်းလဲနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အဲ့တော့ဒီရှင်နဲ့တူတူဒီသင်ခန်းစာလေးကိုအတူတူစူးစမ်းပြီးတော့ရှာဖွေထားပြီးပြီဆိုတော့ဒီသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာဒီရှင်နဲ့တူတူပြန်တွေ့ကြမယ်နော်။ လုပ်ငန်းသုံးလေးကိုဒီခင်းနဲ့တူဆက်ပြီးတော့လေ့လာကြရအောင်ကဲပုံလေးကိုကြည့်ပေးပါကြည်လင်နေတဲ့ပလတ်စတစ်ရေခွက်နှစ်ခွက်ထဲကိုတူညီတဲ့ရေပမာဏကိုတကယ်လို့ဖြည့်ပြီးတော့မှတကယ်လို့ခွက်နှလုံးမှာရှိတဲ့ရေမျက်နှာပြင်ရဲ့အမြင့်ကိုမှတ်သားမယ်။ပြီးရင်ခွက်တစ်ခုကိုတကယ်လို့အပေါ်ကနေပြီးတော့မှပလတ်စတစ်နဲ့ဖုံးပြီးတော့မှပရေခွင်းနဲ့တကယ်လို့ခြီးလိုက်မယ်။ပြီးတဲ့နောက်မှာတကယ်လို့နေရာအောက်မှာသွားထားမယ်။ခွက်နှလုံးကိုတရက်ကြာတကယ်လို့ထားပဲနော်။ ြီးသွားလို့ရှိရင်တော့တရက်ကြာပြီးတဲ့နောက်မှာတော့ခွန်နှလုံးရဲ့ရေပမာဏကိုဒီချေတို့ကြည့်ရှုလေ့လာမယ်အဲတော့သားတို့သမီးတို့ကအဲ့ဒီလက်တွေပြုတ်လုတ်ချက်ကလေးတွေကိုအိမ်မှာလက်တွေပြုတ်လုတ်ပေးပါနော်အပြင်တချေတို့ကတွေးရှိချက်ကလေးတွေကိုရေးပြီးတော့တချေတို့မိန်းကုံးလေးတွေဖြည့်ကြည့်ကြမယ်ဟုတ်ပြီကာကြီး ဘယ်ခွက်ကရေဟာပြောင်းလဲသွားမယ်ထင်ပါသလဲဘာကြောင့်လဲခွက်အတွင်းမှာရှိတဲ့ရေဟာဘယ်နေရာကိုရောက်သွားပါသလဲခွက်နံပါတ်1မှာရှိတဲ့ရေပမာဏဟာပြောင်းလဲသွားပါတယ်အဖုံးမအုပ်ထားတဲ့ခွက်နံပါတ်1မှာရှိတဲ့ရေဟာဆိုရင်နေရဲ့အပူကြောင့်ရေငွေ့ပြန်ကလေထဲသို့ရောက်ရှိသဖြင့်ရေများယွံနေသွားခြင်းဖြစ်ပါတယ်ခွက်အတွင်းမှာရှိတဲ့ရေဟာနေရဲ့အပူကြောင့်အငွေ့ပြန်ကလေထဲသို့ ရောက်ရှိသွားပါတယ် ခဲ့ခါခွေခွက်နံပါတ်2မှာရှိတဲ့ဖုံးအုပ်ထားတဲ့ပလတ်စတစ်မျက်နှာပြင်မှာဘယ်အရာတွေကိုတွေ့ရပါသလဲတွေ့ရှိချက်ကလေးကိုဒီချိန်ကိုရှင်းပြပေးပါဟုတ်ပြီဒီချိန်နဲ့တူအဖြေလေးတွေပြောကြည့်အောင်အဲ့တော့ခွက်နံပါတ်2မှာရှိတဲ့ဖုံးထားတဲ့ပလတ်စတစ်မျက်နှာပြင်မှာရေစက်ကလေးတွေကိုတွေ့ရပါတယ်ခွက်အတွင်းမှာရှိတဲ့ရေဟာနေရဲ့အပူကြောင့်ရေငွေ့ပြန်က ဖုံးအုပ်ထားသောပလတ်စတစ်မျက်နှာပြင်မှာရင်ဆက်ကလေးများအဖြစ်မြင်တွေ့ရခြင်းဖြစ်ပါတယ်ရေကိုအပူပေးတဲ့အခါမှာအရေကနေပြီးတော့အငွေ့အဖြစ်ကိုသူကပြောင်းလဲသွားတယ်။အဲ့ဒီအငွေ့ကိုပြန်ပြီးတော့အေးခံလို့ရှင် ရေပြန်ဖြစ်သွားပြန်ရော ဲ့လိုပဲဆက်လက်ပြီးတော့အေးထက်ခံလို့ရှိရင်အခဲအဖြစ်နဲ့ပြန်ဖြစ်သွားတယ်။အဲ့လိုပဲရေခဲရေခဲကိုပြန်ပြီးတော့အပူပြန်ပေးလို့ရှိရင်အေးပြန်ပြောသွားပြန်ရော။အဲ့ဒီဖြစ်စဉ်ကိုဘလို့ခေါ်လဲဆိုရင်အပြန်အလှန်ပြောင်းလဲခြင်းဖြစ်စဉ်လို့ခေါ်ပါတယ်ကွယ်။အဲ့တော့ရေခဲအခြေအနေပြောင်းလဲသွားလို့ရှိရင်တော့ရေရဲ့အပူချိန်ဟာ၃ညဒီဂရီရေခဲအခြေအနေဟုတ်ကဲ့ဟုတ်ကဲ့ ရေခဲအခြေအနေပြောင်းလဲသွားချိန်မှာဆိုလို့ရှိရင်ရေရဲ့အပူချိန်က300ဒီဂရီဆယ်စီယက်32ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီးအဲ့ဒီအပူချိန်ကိုတော့ရေခဲမှတ်လို့တကယ်တော့သတ်မှတ်လို့ရတယ်။ရေစုပွက်ပြီးတော့ရေနှင်းငွေအဖြစ်ကိုပြောင်းလဲသွားတဲ့အချိန်မှာတော့ရေရဲ့အပူချိန်က100ဒီဂရီဆယ်စီယက်212ဒီဂရီဖာရန်ဟိုက်ဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်အဲ့ဒီအပူချိန်ကိုတော့ရေစုအမှတ်လို့တကယ်တော့သတ်မှတ်လို့ရတယ်။အဲ့တော့ရေရဲ့စုမှတ်ဟာနေရာဒေသကိုလိုက်ပြီးတော့အနည်းငယ်တော့ပြောင်းလဲနိုင်ပါတယ်။ အနှစ်ချုပ်ရမယ်ဆိုရင်ကဘာပေါ်မှာရှိတဲ့ရေတွေဟာရေခဲရေရေငွေ့ဆိုပြီးတော့ပုံစံ၃မျိုး ਨੇ သူတို့ဟာတရှိတယ်အခဲအရင်အငွေ့ဆိုတဲ့ဒုတ်ဝိတုအခြေအနေ၃မျိုး ਨੇ သူတို့ဟာတရှိပါတယ်ရေခဲမှာဆိုလို့ရှိရင်ရေရဲ့အခဲအခြေအနေဖြစ်ပြီးတော့ရေရကြတော့ရေရဲ့အရေးအခြေအနေဖြစ်ပြီးတော့ရေငွေ့ရတော့ရေရဲ့အငွေ့အခြေအနေဖြစ်နေသူတို့ဟာတရှိပါတယ် ်ရေကိုအပူပေးခြင်းဒါမှမဟုတ်ရှင်အရေးခံခြင်းဖြစ်အခြားအခြေအနေတွေကိုသူတို့ကပြောင်းလဲနိုင်ပါတယ်ရေကိုအပူပေးတဲ့အခါမှာတော့ရေနှင်းငွေအဖြစ်နဲ့ပြောင်းလဲတယ်ရေနှင်းငွေကိုအရေးခံလို့ရှင်တော့ရေအဖြစ်နဲ့တဖန်ပြန်ပြီးတော့ပြောင်းလဲတယ်ရေကိုအရေးခံတဲ့အခါမှာတော့ရေခဲအဖြစ်ပြောင်းလဲပြီးတော့ရေခဲကိုအပူပေးတဲ့အခါမှာတော့ရေအဖြစ်တဖန်ပြောင်းလဲပါတယ်အဲ့တော့ရေဟာအခဲအရေးအငွေဆိုပြီးတော့အခြေအနေမတူတော့လေရေကတော့ရေပါပဲ။ เนาะရေကိုရင်းနေရေဒီအခဲဟုတ်ကဲ့ရေဟာအခဲအရင်အငွေဆိုပြီးတော့အခြေအနေမတူပါမယ်လေရေကိုရေအဖြစ်နဲ့ပဲတခြေလို့တွေ့ရပါမယ်ရေဟာရင်ငွေအဖြစ်နဲ့ရေမျက်နှာပြင်သို့မဟုတ်မြေပြင်ကလေထဲမှာရောက်ရှိနိုင်ပါတယ်ရေကိုလေထဲမှာတွေ့ရမယ်ဆိုလို့ရှိရင်တော့ရေနှင်းငွေအနေနဲ့တခြေလို့ဟာတရှိနေမှာဖြစ်ပါတယ်ကဲတင်ငန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာတခြေလို့ပြန်တွေ့မယ်နော် Thank you.